ချက်စီတင်ကိုအားပေးနေကြတဲ့ brother ညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါကြောင်းပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာလိုက်ပါရစေ။ဆိုတော့ကျွန်တော်တို့ဒီကနေ့ဒီ video လေးမှာတော့ကျွန်တော်ရဲ့ချက်စီချင်းညီကိုပြည်သက်တွေအတွက်ဒီကနေ့ညမြမစံတော်ချိန်12နာရီပေါ့နော်တိတိမှာကစားဖို့ရှိနေတဲ့ကျွန်တော်တို့ spa နဲ့ချက်စီတင်တို့ရဲ့ပွဲစဉ်အတွက်ကျွန်တော်ရဲ့အဲ30ချက်လေးတွေကိုဒီလေးမှာဆွေးနွေးတင်ပြသွားချင်တာပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်စပါနေချာစီဆိုတော့ဒါကျွန်တော်ရဲ့ဒီလန်ဒန်ဒါဘီပွဲစဉ်ဖြစ်တယ်ဆိုတော့ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့အနေအထားရှိတယ်ဒါပေမဲ့ချာစီကတော့စပါကိုအမြဲတမ်းဆိုသလိုပေါ့နော်ဒါအနိုင်ရခဲ့တဲ့ရလက်ကောင်းတွေဖန်တီးနိုင်ခဲ့တာရှိတယ်လို့စပါအနေနဲ့လည်းချာစီတင်ကိုဒုက္ခပေးနိုင်ခဲ့တဲ့အပိုင်းတွေရှိတယ်အခုအနေအထားအရကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ချာစီတင်ကတောက်လျှောက်ဆိုသလိုချီကျူးစရာတွေများခဲ့တဲ့အနေအထားကနေပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာတော့ဆန်တာလန်ကိုမထင်မှတ်ပဲနဲ့ ရှုံးနေသွားရဆိုတဲ့အနေအထားတစ်ရက်ကတော့ဒီပွဲစဉ်မှာလာပြီးတော့ effect ဖြစ်နိုင်တဲ့အနေအထားမျိုးတွေရှိတယ်လို့ကျွန်တော်ထင်တယ်။အဓိကက Chelsea အသင်းမှာကျွန်တော်တို့ရဲ့ဒီခန်းစပိုင်းပြဿနာတွေကအားလုံးလည်းသိတဲ့အတိုင်းပဲပေါ့နော်။လူတွေတော့ရှိတယ်သို့တော်လည်းပဲဒါကြောင့် solid ဖြစ်ဖြစ်နဲ့အတွဲညီညီတွဲဖက်ကစားတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင် Chelsea အသင်းကအားနည်းချက်တွေရှိတယ်။ဒီစန္ဒာလန်ကိုရှုံးနေတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းခန်းစင်ဘူးတွေရဲ့ပေါ်ယောမှုအချို့ကလည်းပါဝင်ပတ်သက်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ ဒါပေမဲ့ရှေ့ကဒါလီဗာပူးလိုမျိုးပွဲစဉ်တွေမျိုးမှာဆိုလို့ရှိရင်လည်းချက်စီးတင်နေတဲ့ဒီလိုပဲခံစစ်ကိုယုံရင်ကန်ရင်သွားခဲ့တာအဆင်ပြေတယ်။အဲဒါပေမဲ့ဒီလိုမျိုးပေါ့နော်မတိငိမ်ဘူးဆိုတော့ကျွန်တော်အဓိကအနေနဲ့ပြောချင်တာဖြစ်တယ်ပေါ့နော်အပြတ်တနာကအဲ့ဒါနောက်ပြီးတော့ဒီနောက်ပိုင်းမှာကျွန်တော်ချက်စီအသင်းကတိုးတက်လာတဲ့အပိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ pass နေပေါ့နော်ကစားသမားတွေတဦးနဲ့တဦးကြား pass လောက်တာလေးတွေက quality အနေထားတစ်ခုမှရှိလာပြီလို့တော့ကျွန်တော်မြင်တယ်သို့တော်လည်းပဲ တချို့ပွဲစဉ်တွေမှာတော့ဒီလိုမျိုး quality pass တွေကနေပဲဂိုးတွေရပြီးတော့သွားတဲ့အပိုင်းတွေရှိလို့တချို့ပွဲစဉ်တွေမှာကြောက်လဲဒါမျိုး pass တွေနဲ့ပဲဤသွားပြီးတော့တကယ်တကယ်လိုအပ်တဲ့သွင်းကိုပိုင်းဆိုင်ရာမှာတော့ကျွန်တော်တို့အားနေခဲ့တာတွေကလည်းရှိပြန်တယ်ဆိုတော့အဲ့လိုအားနေတဲ့နောက်ခန်းစစ်ကလည်းဖောက်တယ်ဆိုလို့ရှိရင်တော့ဒေချာပေါအဲ့ဒီနေပွဲစဉ်ဟာကျွန်တော်တို့တို့အဲတိတ်ပြီးတော့ရလက်မကောင်းဒါထွက်လေရှိတယ်ပေါ့နော်တော့ဒီစပါနဲ့ပွဲစဉ်မှာတော့ဘယ်လိုလာမလဲစပါအနေနဲ့ကလည်းဒါသောမတ်ဖရန့်ကိုင်းတွေနေတဲ့အနေထားတစ်ရက်မှာ ဘရာဖို့ကိုဂိုင်းတွေတုန်းကလည်းဒီနီးပြချက်စီးကိုနည်းနည်းနှောကြည့်တဲ့နီးပြလို့ကျွန်တော်တို့အနေနဲ့ပြောလို့ရတဲ့အနေထားတစ်ရက်မှာရှိတယ်။ဒါပေမဲ့စပါးကိုတိုင်းကလည်းနောက်ဆုံးကစားထားတဲ့ညူကာဆယ်အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ရှုံးနေထားတဲ့ရလက်တွေထွက်ထားတဲ့ပုံစံကောင်းအချို့ပျောက်ဆုံးနေတဲ့အပိုင်းတွေကိုတွေ့ရတယ်။သူတို့အနေနဲ့လည်းကစားသမားအစ်အချို့နဲ့ပြန်လည်ပြီးတော့အသင်းကိုတိဆောက်နေတဲ့အနေထားမှာခြေစောင်းပိုင်းအရရန်ကြီးတည်ငြိမ်နေလို့ပြောလို့ရတဲ့အသင်းထဲမှာတော့ မပါဘူးဒါချက်စီနဲ့နေလားငါလားဆိုတဲ့အနေထားတည့်ရမှာပဲရှိတယ်ဆိုတော့ချက်စီအနေနဲ့ဒီပွဲစဉ်ကတော့မဖြစ်မနေမာရစ်ကာလေးနဲ့တခုခုပြန်လုပ်ပြရမယ်ပွဲစဉ်ဖြစ်တယ်ဂျာရဲမှာတော့ကာရာဘောင်ကိုဒါဝူဗာအန်ဒန်သင်းကိုဒါကျွန်တော်တို့လူငယ်ကစားသမားတွေခြေစွမ်းပြမှုနဲ့အတူအနိုင်ယူထားနိုင်တာကလည်းချက်စီသင်းအတွက်တော့အားရစရာတစ်ချက်ဆိုပေမဲ့ပရီးမီးယားလိမှာလည်းအဲလက်ရှိမှာဒါအာဆင်နယ်တို့ပါလို့ဆိုလို့ရှိရင်ဒါတော်တော်လေးဟိုအဆင်ပြေနေတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ချက်စီးသင်းနေတယ်လေဒါပရီးမီးယားလိမှာအဲ ဲဘယ်လိုပြောမလဲဗျာအရှိန်အဝါတစ်ခုကိုပြန်လဲတိဆောက်ဖို့အတွက်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့မှနည်းနောက်ကျနေပြီလို့ကျွန်တော်တို့ပြောလို့ရတယ်ဗောနော်ချက်စီးဆိုတာပရီးမီးယားလိမှာနည်းနည်းလေးခောက်ထားလိုက်ဆိုတဲ့အနေထားမျိုးတော့မှဖြစ်နေတဲ့အခြေအနေမျိုးတွေဗောနော်ဒါကြောင့်လဲကျွန်တော်အနေနဲ့ပွဲကြို preview တွေပွဲပြီး review တွေတော့မှတိတ်မလုံးဖြစ်တော့တာဗျာနောက်ပိုင်းမှာဘာလို့ဆိုချက်စီးကဒါပဲလေဘာမှတိတ်မြန်မြန်ဆဆဝေဖန်သုံးသပ်နေကြာမရှိဘူးဆိုတဲ့အနေထားမျိုးဗောနော်ဒါပေမဲ့ဒီနေ့ပွဲစဉ်လေးကိုတော့ပြန်ပြီးကျွန်တော်နေပြောချင်လာတဲ့အနေထားလေးကြီးလည်းရှိလို့ပါဆိုတော့ ချက်စီးဒီခုနပြောသလိုမျိုးအာကျွန်တော်တို့ရဲ့ခန်းစစ်ပိုင်းမှာတော့အဓိက weak point ကတော့သွားရှိနေမှာဖြစ်တယ်။ channel အပိုင်းနေမှာတော့ဒါသူ့ရဲ့ဖြစ်တင်းထားတဲ့လူစင်းရရောရှိပြီးသားလူစင်းရပါကြည့်လိုက်မယ်ဆိုလို့ရှိရင်ချက်စီးဒီအများကြီးအာ performance ပိုင်းရတို့တက်လာတာတွေအများကြီးတွေ့ရမှာဖြစ်တယ်။ပြီးတော့ကျွန်တော်ခန်းစစ်ပိုင်းမှာအားမရတာကလည်းခုနလိုပေါ့နော်။ဟိုကျွန်တော်တို့ခန်းစစ်ကအခုဒဏ်ရာရတဲ့လူတွေအများကြီးရှိနေသည့်တိုင်အောင် ကျွန်တော်တို့အကြက်ရိုက်တဲ့ရွေးချယ်မှုမျိုးတွေတိတ်မရှိသေးဘူးဗျရုပ်အားချက်ပေါင်းလိုမျိုးကစားသမားဟာဆိုလို့ရှိရင်လေကျွန်တော်တို့အတွက်လူငယ်ကစားသမားလေးဆိုပေမဲ့အများကြီးအသုံးဝင်နေတာကိုတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ချလာပါလိုကစားသမားမျိုးစီကနေပြီးတော့ဘလို့ညှစ်ထုတ်မလဲပြီးတော့အတွဲဖတ်ပေါ့ချက်စီမှာလောဆယ်ကျွန်တော်ကောင်းကောင်းမြင်တာဆိုလို့လဘိုင်း၉ဝဲနဲ့ဖိုဖာနာအတွဲလောက်ပဲခန်းစစ်မှာကအဲတီတီငိမ့်ငိမ့်ဆိုတဲ့အနေအထားမျိုးမှာရှိတယ်အဲကျန်တဲ့ကစားသမားတွေဟာ profile ရနိုင်ကြတဲ့အနေအထားမျိုးမှာမရှိပေမဲ့လည်း တကယ်တကယ်တမ်းမထွက်ဖက်အသုံးပြုမှုအပိုင်းဒီမှာပဲအားနေသလားပေါ့နော် training ဒီမှာပဲအားနေချက်ဒီမှာရှိနေလားတော့မသိဘူးအဂျိုးအချံပေါ့သူ့အစလည်းသူကောင်းတယ် 6လပါသူ့အနေနဲ့သူကောင်းတယ်ထိုစင်ဒိုင်ယာဘီကိုသူ့အနေနဲ့သူကောင်းတယ်ဒါပေမဲ့ဒီလိုပူးပေါင်းဆောင်ရမယ့်အပိုင်းဒီမှာဆိုလို့ရှိရင်ဒါစတာလိုင်းနဲ့ပွဲစဉ်ကိုပဲပြတ်ထောက်မယ်ဆိုတော့ကျွန်တော်တို့မြင်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအားနည်းချက်တွေရှိနေတာကိုတော့ကျွန်တော်တို့နေသိမ်းကောင်းစရာသွားတွေးရအဲ့ဒါကိုတော့ပြင်ဆင်နိုင်မှုတော့လိုတယ်ရောရဲ right back left back တွေကလည်းဘာမှကျွန်တော်တို့ပြောစရာမလိုဘူးဗျအဆင်ပြေတယ်ဆိုတော့ဒီထက်တည်းကမှရှိတယ်ဒါပေမဲ့ Thomas Cucurella အနေနဲ့တိုက်စစ်လိုက်ပါမှုအပိုင်းမှာကျွန်တော်အားရစရာအနေထားမျိုးရှိပေမဲ့ ခန်းစစ်ပိုင်းကိုလည်းသူ့အနေနဲ့မပေါ့သေးဘူး။ဘာလို့သူ့ရဲ့ main ထောင်ဝင် main purpose ကလည်းခန်းစစ်မှာရှိတယ်။ဒါပေမဲ့နီးပြရဲ့အဲ plan ရဆိုလို့ရှိရင်လည်းသူဒီပေချမ်းကနေတိုက်စစ်ကိုလိုက်ဖြည့်တဲ့နေရာမှာလည်းတော်တော်လေးအသုံးဝင်တာကိုတော့ကျွန်တော်ဝေခံနေတာပဲ။အရင်ကြီးဟိုတိုက်စစ်မှာ effective ဖြစ်တာကိုကျွန်တော်တို့ဟိုဝမ်းသာပြီးမယ်ခန်းစစ်ပိုင်းမှာပြန်ပြီးတော့ backup မပေးနိုင်ဘူး fill up မလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းဒါကကြာလာရင်အားနည်းချက်တစ်ခုလိုဖြစ်လာနိုင်ဆိုတော့အဲ့နှစ်ချက်ကိုပဲချက်စီးတင်နေတယ်အဓိက ပြင်ဆင်ရမယ်လို့ကျွန်တော်ထင်တယ်။နောက်ပြီးတော့ကျွန်တော်ကွင်းလယ်ပိုင်းမှာအန်ဆိုကိုင်စီတိုတို့ပြန်လည်ပြီးတော့ပါဝင်လာနိုင်မယ့်အနေအထားမျိုးတွေရှိတယ်။ဆိုတော့ကွင်းလယ်နဲ့တိုက်စစ်ကြမှာလဲကျွန်တော်ချိန်ဆမှုတွေကဟိုတချို့ပွဲစဉ်တွေမှာကောင်းတယ်တချို့ပွဲစဉ်တွေမှာကျတော့လေဟာတာတာဖြစ်တယ်ဆိုတဲ့အနေအထားမျိုးတွေရှိတယ်။နောက်ပိုင်းမှာရာဟုပက်ထရိုအနေနဲ့ကလည်းဒီတွဲဖက်ကစားတဲ့နေရာမှာနည်းနည်းတိုင်ပတ်တယ်ဗျ။အရင်ရင်တော့ဘောမရှိတော့ကတော့အာရာဟုပက်ထရိုအနေနဲ့ချိန်ဆမှုမိမိဒီနှစ်ယောက်စီကနေတွဲလုံးနေကျွန်တော်မြင်ရတယ်။ဒါပေမဲ့နောက်ပိုင်းမှာ ည်းနည်းလေးတွဲလုံးလေးတွေကပျောက်တဲ့အနေအထားမျိုးเนาะရောင်ဘတ်ထူတွဲလုံးပျောက်တယ်ဆိုတဲ့အနေအထားတည်းမှာကျွန်တော်တို့တချို့အပိုင်းတွေသွားတွေးရတယ်အဲ့နောက်ပိုင်းအကျိုးဆက်ပါဖြစ်လာဆိုရောင်ဘတ်ထူကိုယ်တိုင်ကလည်းတချို့နေရာတွေမှာအသေးဖော်ရင်းနဲ့ချိတ်ဆက်တာမျိုးဆိုတာထက်သူ့ရဲ့အဲကျွန်တော်တို့တကူတော့ခြေစွမ်းတွေပြပြီးတော့ပဲရုံးကန်နေတဲ့အပိုင်းတွေကလည်းဒါရန်ဖန်ရန်ခါမှာကျွန်တော်တို့သွားတွေ့ရတယ်ပေါ့နော်အဲ့ဒါလေးတွေကချက်စီသေးရဲ့အဓိကပြင်ဆင်ရမယ့် weak point လေးတွေဖြစ်တယ်လို့ကျွန်တော်မြင်တယ် အဲဒါတွေကိုအကောင်းဆုံးပြင်ဆင်လာပြီးတော့လက်ရှိလူစီးအင်အားနဲ့ဆိုလို့ရှိရင်ဒါစပါကိုလည်းကျွန်တော်အနေနဲ့ဘာမှကျွတ်နေစရာအကြောင်းမရှိတဲ့အနေအထားတည်းရမှာရှိတယ်။သို့တော်လည်းပဲခုနပြန်ကြည့်မယ်စပါအနေနဲ့လည်းဒီအသည်မှာဒါကျွန်တော်လိုချင်တဲ့စတိုင်မလို့လိုကစားသမားမျိုးဖြည့်ထားတာတွေရှိတယ်။ဝမ်မတ်စကူတက်တို့လိုကစားသမားမျိုးတွေရှိတယ်။ဒါပေမဲ့စပါအနေနဲ့ကလည်းကျွန်တော်အမြင်အပြောရမယ်ဆိုလို့ရှိရင်အဲခြေစွမ်းပိုင်းရ consistency အရန်ကောင်းနေတဲ့အနေအထားမျိုးမှာတော့မရှိသေးဘူး။တို့လည်းပြန်ပြီးဘေးဒက်လုံနေတယ်ဆိုတော့ saturation တစ်ခုမှာတော့ဒါ Chelsea ကိုလည်းသူတို့အနေနဲ့ ဟိုကောင်းကောင်းတော့ပြင်ဆင်လာမယ့်အပိုင်းတွေသူတို့မှလည်းရှိနေတယ်သူတို့ရဲ့ weak point တွေကိုလည်းဒါ Chelsea အသင်းအနေနဲ့ထောက်ပြီးတော့ကစားလာနိုင်တဲ့အနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့နှစ်သင်းလုံးအတွက်ကတော့ဒါကျွန်တော်တို့စာမေးပွဲစစ်မဲ့ပွဲစဉ်ပဲဖြစ်တယ်လို့ကျွန်တော်တို့ပြောချင်တယ်ဆိုတော့ဒီပွဲစဉ်ကိုတော့ Chelsea အသင်းအနေနဲ့အကောင်းဆုံးပြင်ဆင်လာမယ်လို့ယုံကြည်တယ်လို့လက်ရှိကျေးပွေးချက်တွေအရဆိုလို့ရှိရင်လည်း Chelsea ကတော့ဒီပွဲစဉ်မှာပို့ပြီးတော့အတားရသွားနိုင်တဲ့အနေအထားမျိုးကိုခံမှန်းတွက်ချက်မိတဲ့အပိုင်းတွေတော့ရှိပါတယ်ဆိုတော့လည်းပဲဟိုပြောသလိုပါဗျာ Chelsea ကလည်း ဟိုတပွဲနဲ့တပွဲကခြေစွမ်းဟိုခြေစွမ်းကောင်းနေပြီးတော့ရှုံရှုံသွားတယ်ဆိုတဲ့အနေအထားမျိုးတွေကတော့ဒါကျွန်တော်တို့အတွက်စိုးရိမ်ကြလို့ကျွန်တော်မြင်တယ်ပေါ့နော်ဒါကြောင့်ကြီးကျက်ပြီးတော့ကျွန်တော်လောက်ကရမယ့်အပိုင်းတွေရှိတယ်ဆိုတော့ဘာပြောပြောပါကျွန်တော် Chelsea ပြည်သက်တယောက်အနေနဲ့ကတော့ဒီကနေ့ညမြန်မာစံတော်ချိန်ည7:00နာရီတိတိမှကစားမယ် Chelsea Spurs ပွဲစဉ်ကိုတော့ပြည်သက်တွေနဲ့အတူတူအားပေးကြမယ်ယူဂရိုအနေနဲ့ရောဒီကနေ့ပွဲစဉ်အတွက်ကိုယ့်ရဲ့ team ယူဆချက်လေးတွေဘာလေးတွေရှိလဲပေါ့နော်ကိုယ့်ရဲ့အမြင်လေးရှိလို့ရှင်လဲအောက်က comment box တွေမှာဝင်ရောက်ပြီးတော့ မှတ်ချက်ပြီးရေးသားသွားနိုင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့တွေအကောင်းဆုံးအားပေးပြီးတော့ကြည့်ကြတာပါเนาะအားလုံးပဲ see you next video ပါเนาะ